မင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြခြင်းတဲ့စာလေးကတော့မြမဒီမိုကရေစီခီးနဲ့သူရဦးတင်ဦးဆိုတဲ့တက္ကသိုလ်စိန်တင်ရေးသားတဲ့စာအုပ်ထဲကအခန်းဆက်တဲ့ဖြစ်ပါလေနိုင်ငံတော်သမရဦးနေဝင်းနဲ့ဇနီးတဲ့ဒေါ်နီနီမြင့်တို့လက်ထပ်မင်္ဂလာပွဲ ျွန်တော်တို့ဗိုလ်ချုပ်ကြီးရဲ့ယခုကျင်းပတဲ့မင်္ဂလာပွဲဟာအမှန်စင်စစ်ဆိုရင်ကျွန်တော်တို့တမဲတပန်းတွေနဲ့ဆန္ဒအရဗိုလ်ချုပ်ကြီးကလက်ခံလို့ဒီမင်္ဂလာပွဲဖြစ်ပေါ်လာရခြင်းပါပဲကျွန်တော်တို့ကဗိုလ်ချုပ်ကြီးကို ပြောရတယ်ဗိုလ်ချုပ်ကြီးရဲ့ဒီလိုတကူတဲ့နေတာအဖြစ်မသိရင်တော့ပါဘူးစေပေမိอยู่သဘောရဲဘော်များအားလုံးအင်မတန်တိုက်တိုက်တွန်းတွန်းလို့ အိမ်တော်ပြုတ်ဖို့စစ်ပါတယ်အတန်တန်တောက်မှန်တော့မှာပဲဗိုလ်ချုပ်ကြီးကအေးကွာဒီလိုဆိုရင်လဲမင်းတို့သဘောကျတာစီမံပြီးတော့လို့သဘောမတူချင်တူချင်နဲ့ပြောခဲ့တယ်။ဒါကြောင့်ယခုဗိုလ်ချုပ်ကြီးနေဝင်းနဲ့ဒေါ်နီနီမင်းတို့ရဲ့မင်္ဂလာအခမ်းအနားဖြစ်ပေါ်လာရခြင်းဆိုတာကိုကြွရောက်လာတဲ့မင်္ဂလာပရိသတ်ကို ကျွန်တော်အစီရင်ခံတင်ပြခြင်းဖြစ်ပါတယ်။ဘုံမူကြီးလှဟန်ခေါ် ဒေါက်တာလှန့်ကဖို့တို့ချီးမြှောက်ပြောနေတော့အခါကျွန်တော်တို့လို အတွင်းသည့်အစင်းသည့်တပည့်တပန်းတွေမှာကြီးကျင်လာပါလေသို့သော မင်္ဂလာသရုပ်သားဘိုလ်ချုပ်နေဝင် ရှေ့မှာဘသူကမှမကြီးဝင့်မပြုံးဝင်ကြပါဘူးကျွန်တော်တို့စိတ်ထဲမှာလည်းတမျိုးကြီးခံစားနေရပါတယ်ဘုံမူကြီးလှဟန်ကတော့မင်္ဂလာဘိသိက်စရာပီတာလှပါပြီတဲ့အပြောကောင်းကောင်းဖြင့် ဆက်ပြောနေပါသေးတယ်။ယခုအချိန်အခါမှဆက်၍ဗိုလ်ချုပ်ကြီးနေဝင်နဲ့ဒေါနီနီမြင့်တို့မှာအကျဉ်လင်များအဖြစ်မြမထုံနှံဆင်လာဥပဒေအရအသိမှတ်ပြုကြရတယ်မူဖြစ်ကြောင်းစသည်ဖြင့်ပြောဆိုနေပါသေးတယ်။ကျွန်တော်ကသလိုသမီးဒေါနီနီမြင့်ကို ကြည့်လိုက်ပါတယ်။ဒေါနီနီမြင့်မှာအသက်အရွယ်ကလည်းငင်းငယ်ကျုံ့ကျုံလေးထိုင်ပြီး ကျွန်တော်တို့ရှိမှရှိနေပါတယ်။ ထိုစဉ်ကဒေါ်နီနီမြင့်မှာရန်ကုန်တက်ကတော့သမိုင်းအဓိကမဟာဝိဇာသင်္นานကျောင်းသူဟုသိရပါတယ်။မင်္ဂလာဧခံပွဲကျွေးမွေးဧခံတဲ့အခါမိခါလန်ဦးနေဝင်အိမ်ဝင်းမြက်ခင်းလာလာကလေးပေါ်မှာကလထိုင်ဇပွဲတွေချပြီးနှစ်ဖက်မိဘများကလည်းဖိတ်ကြားထားပါသေးတယ်။ထိုစဉ်ကဒေါက်တာမောင်မောင်နဲ့ကျွန်တော်တို့က ဇပွဲတစ်ဇပွဲတည်းအတူနေထိုင်ကြပါတယ်ကျွန်တော်ကထိုမင်္ဂလာပွဲအတွက်စိတ်ပြည့်နေမိပါတယ်ဒေါက်တာမောင်မောင်ကလည်းကျွန်တော်ကိုဝင် စိတ်ပြည့်တဲ့အခါပြောနေပါသေးတယ်ဦးတင်ဦးရဲ့အသက်တွေကလည်းကြီးကုန်ကြပါပြီသားရီသမီးတွေလည်းရှိကြသေးတယ်ဗျာဒီအချိန်မှာအေးလူလူနဲ့နေရနိုင်တာပဲတက်အနေနဲ့တပည့်သားမီးတွေလည်းအများကြီးရှိနေတာပဲဗျာအစုံတရာအကြောင်းရှိရင်လည်းခိုးလူလာသန်း ဒီလူလာသန်းဆိုပြီးခေါ်ခိုင်းလို့လည်းရနေတာကိုကျွန်တော်ကလည်းဒေါက်တာမောင်မောင်ကိုပြန်ပြောလိုက်ပါတယ်ဟုတ်တာပေါ့ဗျာအခုအဖိုးကြီးယူလိုက်တဲ့မိန်းကလေးကတကယ်ဆိုရင်ကို့မြေရွယ်လေးဖြစ်နေတယ်ဗျာကျွန်တော်တို့နေ့ရက်ဖန်ကွက်မကင်ကြည်ဂျင်ရက်လိုက်ထည့်ပေးနေသည်ကိုဒေါက်တာမောင်မောင်ရောကျွန်တော်ပါအရက်မတော့ပဲနေကြပါတယ်ကျွန်တော်တို့နေ့ရက်ကမြခင်းပြင်ပေါ်မှာချထားသော ကုရှင်ထိုင်ကိုမှထိုင်နေပါတယ်ကျွန်တော်တို့ကိုဘုဇုတ်ကြီးနေဝင်လှမ်းမြင်ပုံရပါတယ်ကျွန်တော်တို့အရက်ခွမကိုင်းနာကိုကစိတ်ထဲတွင် မကြည်မလင်ဖြစ်နေသောကြောင့်ပဲဘုဇုတ်နေဝင်အနေဖြင့်အသက်အရွယ်ကြီးရင်ကမှဘာဖြစ်လို့ဒီလိုမျိုးကိုလှုပ်တော့မှလည်းဘဝင်မကြဖြစ်နေပါတယ်ထို့စဉ်ကျွန်တော်တို့ဒေါက်တာမောင်မောင်တို့အရက်ဖန်ကမကိုင်းမဲနေဒီကိုမြင်သောဦးနေဝင်က ကျွန်တော်တို့နှစ်ယောက်အနည်းသို့ရောက်လာပြီး ဲကောင်လေးမင်းတို့ဘာဖြစ်နေကြတာလဲမိကွန်းထုတ်ပါတော့လေတင်ဦးနဲ့ကိုမောင်မောင်ဘာဖြစ်နေကြတာလဲထပ်မေးပါတယ်ကျွန်တော်ကဘာမှမဖြစ်ပါဘူးခမရဟုချက်ချင်းပြန်ဖြေလိုက်ပါတယ်သူများတွေအရက်ခွက်ကိုစီနဲ့ကိုင်းလို့မင်းတို့ဘာကြောင့်ဖန်ခွက်မကင်တာလဲကျွန်တော်ကကင်ပါမယ်ကင်ပါမယ်လို့ပြောပြီးရှေ့မှာရှိနေတဲ့ဖန်ခွက်ကိုကင်လိုက်ရပါတယ်ဒေါက်တာမောင်မောင်လည်းယခုဝေဖန်ခွက်ကိုကင်လိုက်ပါတော့တယ် င်္ဂလာပွဲတက်လာသူတွေအားလုံးလိုလိုပင်ကျွန်တော်တို့ကိုဝင်မကြဖြစ်နေကြရဲ့အမှုရာတွေပြန့်နေကြပါလေအမှန်မှာဦးနေဝင်းကဒေါ်နီမြင့်ကိုလက်ထပ်ယူထားပြီးတော့မှယခုလိုဧကံပွဲလှုပ်ခြင်းဖြစ်ပါတယ်ဦးနေဝင်းကဒေါ်နီမြင့်ကို လက်ထပ်ယူထားပြီးပြီဆိုတော့သတင်းကမြန်မာဘူတင်ဦးကကျွန်တော်ကိုလာပြောခဲ့ပြီးဒီမှာကြာလာပါပြီ တည်နေတာကြာပြီးတော့မှ လက်ထပ်မင်္ဂလာပွဲကိုလှုပ်ချင်းဖြစ်ပါတယ် ော်နီနီမြင့်ဇနီးမောင်နဲ့အသက်ဆက်ဆက်ကလေးပူပူနွေးနွေးဘဝဟန်နီမွန်းခေါ်ပြည်ဆန်းခရီးတွေထက်ပြပုံကို ပြောပြပါဦးမယ်။ဦးနေဝဲနဲ့ဒေါ်နီနီမြင့်တို့ပထမဦးဆုံးပြည်ဆန်းခရီးကတောင်ကြီးမြို့ကိုဖြစ်ပါတယ်။ထိုခရီးကိုကျွန်တော်လိုက်ပါသွားရပါတယ်။တောင်ကြီးမြို့စစ်တပ်ဝင်းအတွင်းမှာ guest house အဲ့ဒါရှိပါတယ်။အတော်ဝင်ကောင်းကောင်းမွန်မွန်ခန့်ခန့်ညံ့ညာဧကန်းဆောင်ပဲဖြစ်ပါတယ်။ ပြောရအောင်မီဘိုးချုပ်ကြီးနေဝင်ရဲ့အသက်ဆက်ဆက်ဇနီးငငယ်ကလေးကပိန်လဲပိန်တော့အစားအစာလဲများများဆောင်ဘိုးချုပ်နေဝင်က နီနီမင်းကို အရက်တိုက်ပါတော့လေတောင်ကြီးမြို့ရဲ့ရှမ်းပြည်ရာသီဥတုကအေးလဲအေးချမ်းလဲချမ်းအရက်တောက်မှဖြစ်မဲ့အခြေအနေပဲနောက်ဆုံးတော့ဘိုးချုပ်ကြီးကချမ်းတဲ့ရာသီမှာတောက်မှဖြစ်မဲ့ဟုတ်နီနီမင်းကိုအတင်းမဲ့အရက်တိုက်ပါတယ် ကလေးမလေးကကြောက်တီထဲမှာရဲ့ညီညီတော့လေးဟုဘိုးချုပ်ကပြောနေပါတယ်ကလေးမလေးကမတော့ချင်ဘူးအတင်းညင်းနေတဲ့ဖြင့်ဟာချမ်းနေတဲ့တော့ဟုဥနေဝင်းကထပ်ပြောပါတယ်ဒီတော့မှညီညီမင်းကရက်ခွက်ကိုကင်ပြီးမော့ချလိုက်ပါတယ်သူ့ခမမျက်နှာကလေးရှုပ်မဲ့ပြီးရေတခွက်ထပ်တော့ရရှာပါတယ်ဒီတော့ကညီညီမင်းပထမဆုံး ဘရန်ဒီတောက်ရတဲ့တွေ့ကြုံပဲဤကြီးမှာတောင်ကြီးဟန်နီမွန်ဖြစ်၍ဘုရားတွေအဖူးလေးလျာဤကြီးထွက်ပြီးတော့ဟိုဘုံမျိုးဝင်ပြီးရောက်သွားပါသေးတယ်ရသဒတ်တပတ်နီးပါကြာတဲ့ခီးပါတောင်ကြီးမှုပြားရီဆန်းခီးပြီးတဲ့အခါကြားပြီနဲ့လွိုင်းကော်မျိုးဘက်ကိုခီးသွားကြပြန်ပါတယ်ဦးနေဝင်းနဲ့ဒေါနီနီမင်းတို့ လွိုင်းကော်ပြားရီဆန်းခီးတွေမှာလဲဘိုးချုပ်က ဇနီးသစ်ကလေးကိုဝိုင်ရဲ့တောက်တက်အောင် သင်ပေးပြန်ပါတယ်။ဒေါနီနီမင်းကကိုလုံးကူတဲ့ပင်ပင်ပါပါကလေးဖြစ်နေတာကြောင့်ဦးနေဝင်းကသူ့ဇနီးငငယ်လေးကို ကိုလုံးကိုဖန်ပြပြဖြူးဖြူးနဲ့ဝါစီခြင်းဟန်တူပါတယ်။ထို့ကြောင့်အမျိုးသမီးများကြိုက်ဝိုင်ရဲ့ကိုဒေါနီနီမင်းတောက်တက်သွားအောင်လေ့ကျင့်တောက်စီပါတယ်။အီမာ အစင်ချောသွားပါတယ်။ဒေါနီနီမင်းဟာ ထုံလိုက်ကောခီးမှာဝိုင်းရက်ကိုတေချာကြနာစွာတောက်တက်သွားပါတော့လေ။ဒီနေ့မှာဒေါ်နီနီမြင့်တဲ့ဥနေဝင်းတို့ဝိုင်းရက်တောက်ပြီးစကားတခွန်းပြောလိုက်ရာကျွန်တော်တို့စိတ်ထဲ၌အတော်ကလေးမခံခြင်းဖြစ်သွားပါတော့လေ။ထုံးစံကညနေ၄နာရီဆိုရင်ရက်စပြီးတောက်နေကြသမီးကိုဦးနေဝင်းနဲ့ဒေါ်နီနီမြင့်တို့ရက်တောက်နေကြရင် ဥနေဝင်းကကျွန်တော်တို့အားဟဲ့ကောင်လေးငါတို့တောက်တာကိုအားကြပြီးမင်းတို့လည်းကစောတိုင်းဖုံးဖို့ကြံစီနေပြီမဟုတ်လားပြောလိုက်ပါတယ်ထိုစဉ်က ကျွန်တော်နဲ့အတူစစ်ဌာနချုပ်တိုင်းမူဝန်ကြီးကြီးစံကြီးတို့လည်းရှိနေပါတယ်ဘို့သူကကျွန်တော်တို့ကို ကစောတိုင်းဖုံးဖို့ကြံစီနေကြပြီလားဆိုတော့ဘာကြောင့်ပြောလိုက်ပါလဲဟုစဉ်းစားနေပါတယ်ထိုစဉ်ကဥနေဝင်းပြောနေတယ်ထင်ပါတယ်သူ့ဇနီးအစ်စ်ကလေးကိုခေါ်ပြီး မိုင်းဆက်မျိုးကိုလည်းပြိုင်ရီဆန်ခီထွက်ပြန်ပါတယ်နောက်တစ်ခေါက်ကျိုင်းတုံမျိုးကိုလည်းသွားပါသေးတယ်ဥနေဝင်ခီထွက်တဲ့အချိန်တိုင်းနောက်တော်ကကတဖွားမကွာလိုက်ရသူကကျွန်တော်ပါထိုစဉ်ကခီသွားဟန်လွဲသဘောမျိုးဖြင့်ဥနေဝင်ကနိုင်ငံ၏စီးပွားရေးအတွက်ဘီလက်မီဆက်များတိုးချဲ့ထူထောင်ရန် စီမံကြိုးစားနေပါတယ်ဟန်နီမွန်ပြိုင်ရီဆန်ခီမှာသူဆောင်မှုကိုအကောင့်ထဲပေါ်ရန် သက်ဆိုင်ရာပညာရှင်များနဲ့တိုင်ပင်ညှိနှိုင်းခဲ့ပါသေးတယ်။ဦးနေဝင်းဆောင်ဘုတ်ကရခင်ရှိနေပြီးသောဆောင်ဘုတ်ကိုတန်သေးတပီဝါကိုပြင်ဆင်လိုက်ပြီးကြောက်သေးတပီဝါဟုဆိုပါတယ်။ယခုဟန်နီမွန်ထွက်ရာဒေသများရှိထုံးကြောက်တောင်များမှထုံးကြောက်များကို တူဖော်ပြီးဘီလက်မြေဇက်များတီထောင်ကကဘာသို့ဖြန့်ချိမယ်လို့ဆိုပါတယ်။ထိုစဉ်ကခေါင်းဆောင်လို့သူ ဥနေဝင်းကထုံကြောက်သူလိတနာပြုရမည်ပြောနေတဲ့အခါကျွန်တော်တို့ရောက်ရဒေသခံတပ်တွေမှာရသမျှကြောက်တုံးတွေစုပြီးတပ်ဝင်းတွေကိုပုံထားရပါတော့တယ်ထိုစဉ်ကထုံကြောက်တောင်သူလိတနာလုပ်ငန်းကိုအယူမူဖြစ်နေတာကြောင့်ဌာနဆိုင်ရာ ဝင်းကြီးဝင်းငယ်တွေအမှုတန်းတွေမှာဘလူမနေရဒေလူမနေရဗိုလ်ချုပ်ကြီးဆန္ဒရှိသမျှဖြည့်စည်းဆောင်ရွက်ပေးနေကြရရှာပါတော့တယ်ဥနေဝင်းကခိုင်းစေတဲ့ ထုံးကြောက်များကိုခွဲကြည့်ဒုံးစီဒုံးစီယူသွားတခွဲကမှသူတေသနာအလုပ်ပြီးထုံးကြောက်သေးတပြီဝမဟာစီမံငင်းကြီးကို ဝိုင်းဝန်းအကောင့်ထဲပေါ်ပေးနေကြရပါတော့တယ်။ဦးနေဝင် ရောက်သည့်နေရာတိုင်းမှာအစဉ်ပြောနေတဲ့စကားကဗရားသိတဆွေဝတန်သိတပြီဝဆိုတာငါလက်ထက်မှာထုံးကြောက်သိတပြီဝစီရမယ်။ထို့သော ဟန်နီမွန်ကီပြရည်လေးစမ်းပြီးရင်စမ်းခီးထွက်တဲ့အခါတိုင်းဇနီးအသက်ဆက်ဆက်ကလေးနဲ့နွေးထွေးတဲ့အချစ်ကဘာကိုတီဆောက်လျက်ရှိနေတာကိုကျွန်တော်တို့တပည့်တပန်းနေမြင်ရတွေ့ရပါတော့တယ် ခန်းဆက်နှင့်စံစုံစားပြီးကံကုံသွားသောသူတို့အဇနီမောင်နှံစံစုံစားကံကုံသွားဟူသောမြမစကပုံရှိနေပါသေးတယ်အထက်ဖော်ပြပါတိုင်းဥနီဝင်းဟာအချစ်စုဘူးပူတူတူဇနီးအသက်ဆက်ဆက်ကလေးနဲ့အေးချမ်းตายရတဲ့ဘဝကိုတိဆောက်နေစင်မှာပင်လင်းနဲ့မယားရှာနဲ့သွားဘဝကို ရောက်သွားကြရပါတော့တယ်။ဥနေဝင်းရဲ့ဇနီးဒေါနီနီမင်းတို့ဟာမကြမီပဲစကားကရောက်ကဆဖြစ်ကရံမီးပွားခဲ့သော အခြေအနေကိုရောက်သွားပါတယ်။တချိန်မှာတော့ဘလို့ဖြစ်ကြတယ်မသိပါဘူး။ဥနေဝင်းကသူ့အကြောင်းနဲ့သူ တိုက်ပီစီဝါရေးလုပ်ငန်းတွေပြိုပြတ်သဖြင့်စိတ်ထိခိုက်တယ်ပါပါမယ်။ဒီနေ့မှာဥနေဝင်းနဲ့ဇနီးဒေါနီနီမင်းတို့ စကားများရန်ဖြစ်ကြတဲ့အခါဒေါနီနီမင်းကဥနေဝင်းကို ပြန်ပြီးအော်ဟစ်ပြောဆိုတာကြောင့်ဥနေဝင်းကချစ်စရင်းနဲ့စကားများရင်လက်ပါသွားပါတော့တယ်။ဥနေဝင်းဒေါသကမထိတ်နိုင်ပဲဒေါနီနီမင်းကို နာနာကျင်ကျင်ဖြစ်အောင်လက်လွန်ခြေလွန်ရိုက်မိသွားပါတယ်။ဖြစ်ပေါ်ရတဲ့အကြောင်းရင်းကဒီလိုတဲ့။ဒေါနီနီမင်းအမရင်ဖြစ်သူကညီမဤအရှိန်ဖြင့် ကုံသွေးဌာနမှာယာတူးကြီးရလာပြီးမဟုတ်မမှန်မတရားတဲ့ဥပဒေမဲ့လောက်ရက်တွေလုပ်ခဲ့ပါတယ်။ထူမှုကိစ္စနဲ့ပတ်သက်ပြီးဥနေဝင်းနဲ့ဒေါနီနီမင်းတို့လင်မယားစကားများရန်ဖြစ်ကြပြီးဥနေဝင်းကဒေါသလျောက် လက်ပါသွားတာဖြစ်ပါတယ်။ဒေါနီနီမင်းရဲ့အမလုံနေတဲ့ဥဒီမဲ့လောက်ရက်ကိစ္စတွေကပိုလိတကြော်ဖြစ်လာပြီးထို့သောမလုပ်ဖို့ရက်လိုက်ရန်ဥနေဝင်းကဒေါနီနီမင်းကို တားဆီးခိုင်းပါလေဒေါနီနီမင်းကလည်းသူ့အမကိုထိုးသောဥပဒေမဲ့မလုပ်ရန်တားဆီးပါသေးတယ်သို့သောဒေါနီနီမင်းအမကညီမပြစ်သူဤစကားကို နားမထောင်ပဲဆက်လုပ်နေပါလေထိုကိစ္စမှာနောင်နေအမှုခင်းဖြစ်၍ဆိုင်ရန်ကတရားစွဲတင်ကြသဖြင့်ဂျင်းမုံမြမအလင်းတည်င်းစာတွေမှာဒီအမှုခင်းနဲ့နေ့စဉ်ရက်ဆက်ဖော်ပြကြပါတော့တယ်။တည်င်းစာတွေ ရောင်းကောင်းကြပါလေထိုကိစ္စမှာဦးနေဝင်းကဒေါ်နီနီမြာလက်ထက်ယူမိသည်ဖြင့်မိမိနာမည်ထိပါသူများအပြောဆိုအရှုံချခံရသည်ဟုပြောပါတယ်ဟိုမင်းကလေးကလည်းဒီတခါတော့ကြောက်ရွံ့မနေတော့ပဲတခေါမခံပြန်ပြောဟန်တူပါတယ်ဦးနေဝင်းမှာထိုချိန်မှာမထွေးနိုင်မမျိုးချနိုင်ဖြစ်ကဒေါသပေါက်ပွဲရှာသောကြောင့်ဇနီးအသည့်ဆက်ဆက်ကလေးကိုရိုက်နှက်မိသည့်အခြေအနေတို့ စိုက်ရောက်သွားပါတော့တယ်။ထို့သောဦးနေဝင်းကဒေါနီနီမြင့်ကို ကိုဒီလက်ရောက်ရိုင်းနှံတဲ့သတင်းအားမျက်မှန်တင်ဦးကကျွန်တော်ကို လာရောက်သတင်းပို့ပါတယ်။ဘူဇုကတော့ဒေါနီနီမြင့်ကို ရိုက်ထားလိုက်ပြီ။ကျွန်တော်လည်းအထိတ်တလန့်ဖြစ်သွားပြီ။ဟာဘလို့ကဖြစ်တာလဲကိုတင်ဦးရဲ့မိလိုက်ပါတယ်။မြန်မာဘုံဘူးကြီးတင်ဦးကသိရတိုင်းပဲလေးဘူချုပ်ရဲ့ ဒေါနီနီမီရဲ့အမှားလုံနေတဲ့ဥရိမဲကိစ္စရည်နဲ့ပတ်သက်ပြီးပြောရင်ဆိုရင်အဲ့ဒါလိုရိုက်နှက်လိုက်တဲ့အခြေအနေရောက်သွားတာပေါ့ဒီတခါတော့ဒေါနီနီမီလည်းမခံဘူးလေရောသားနဲ့ပြန်ဟောပြောတော့ဒီလိုတွေဖြစ်ကုန်ကြတာပဲကျွန်တော်ကအဲ့ဒီတော့ဘလို့လောက်ကြမလဲဥတင်ဦးရဲ့မြန်မာတင်ဦးကဘလို့လောက်ရမှာလဲပို့ချုပ်ရဲ့နီနီမင်းကတော့ခုလိုရိုက်ခံရတာကိုဘယ်ညင်ခံနေမှာလဲသူ့အမေကိုတိုင်ပြောတော့မှာပေါ့ ကျွန်တော်နေ့မျက်မှန်တင်ဦးပြောသည့်အတိုင်းပဲဒေါ်နီနီမြင့်ကသူ့အမေကိုလှမ်းတိုင်ပြောသဖြင့်သူ့မိခင်မိမကြီးကကမာရော့နေငါနေပြီးချက်ချင်းကားစည်းနဲ့ပေါက်ချလာတယ်လို့ဆိုပါတယ်ထိုတဲ့င်းကိုဘုံနေဝင်းနဲ့အနီးကနေရတဲ့မျက်မှန်တင်ဦးကပဲမျက်မြင်ကိုရေးဖြစ်ပြီးကျွန်တော်ကိုပြောပြလေတယ်ဒေါ်နီနီမြင့်ရဲ့မိခင်ကရန်ကုန်မြို့အေဒီလန်းရှိဦးနေဝင်းအိမ်ကိုတက်လာပြီးဤသို့ဒေါသရကြီး အော်ဟိငေါငန်ပြောဆိုတယ်လို့သိရပါတယ်။ကိုရှုမောင်ငါသမီးကိုလိုချင်တော့ကနေမဲလိုချင်တယ်။ယခု မလိုချင်လို့မကြိုက်တော့ရင်လဲငါသမီးကို ပြန်သွားလို့ပြောလိုက်ပေါ့။ဘာတော့ခုတော့စောစောကားကားလှုပ်ရတာလေ။မပေါင်းညင်တော့ရင်လဲမပေါင်းနေတော့ပေါ့။ဘာဖြစ်လို့ငါသမီးကို နေကရိုက်ရတာလဲ။ထို့သောအဖွားကြီးကအော်ဟိငေါငန်ပြောဆိုပြီးဘိုးချုပ်ကြီးနေဝင်းကဒေါသနဲ့ စင်းရီထွက်သွားတာကိုမြင့်မြင်ကိုတွေ့တွေ့လိုက်ရပါတယ်စစ်ထောင်လိုင်းမူဘုံဝကြီးတင်ဦးခေါ်မြန်မာတင်ဦးကကျွန်တော်ကိုလာပြီးသတင်းပို့ပါတယ်မြန်မာတင်ဦးကဤလိုပြောပါတယ်ပြဿနာပဲခမဟိုမင်းမကြီးကအဲ့လိုပြောဆိုပြီးအပြန်မှာဟိုမင်းကလေးနီနီမင်းကလည်းသူ့အမိနဲ့ပြန်လိုက်သွားပြီဘိုးချုပ်အိမ်မှာ မရှိတော့ဘူးဒီလိုနဲ့ရက်တတပတ်တပတ် ဆယ်ရက်အကြာတွင်ညီညီမြင့်ထံကဗိုလ်ချုပ်နေဝင်ထံကို စားရဆောင်ရောက်လာပါတယ်။ဗိုလ်ချုပ်နေဝင်ကသူ့ထံရောက်လာတဲ့ညီညီမြင့်ထံကပေးစာကို သူ့အိမ်တွင်ကျွန်တော်တို့အားသူ့ကိုယ်တိုင်ဖတ်ပြပေးပါတော့လေ။ဒေါနီမြင့်ရေးလိုက်တဲ့စာမှာ ရေးသားထားတာကတော့ဗိုလ်ချုပ်နဲ့ဆက်လက်မပေါင်းသင်းလို့တော့ကြောင်းမိမိတို့အချင်းချင်းမကွဲကြခင်မှာမိမိဘက်ကဆုံးရှုံးနေတာကြရသည့်အတွက် ရှေ့ဆက်ပြီးဘာမှမလုပ်ချင်တော့ကြောင်းသို့တော်မိမိနီနီမြင့်အတွက်အိမ်တလုံးကားစည်းစည်းထို့ပြင်မိမိဘဝရည်တည်ရေးအတွက်ထိုက်တင်သော အသုံးစရိတ်ငွေကိုပေးပါတရားရုံးစကားအတိုင်းမျိုးသားစွာပြောရရင်ဇနီးမယားစီထောက်ပံ့ပေးရပါမည်ထို့သို့ပြောကျင်သောသဘောဖြစ်မိထင်ပါသည်ဒါကိုဖိုးကြီးကငါစီကိုစာရတံပေတံရေးပြီးဒါတွေတောင်းနေရသလားကွာဒီလိုမတောင်းရင်လည်း ငါကကြည့်မနေပါဘူးပေးမှာပါပဲထိုအချိန်မှာအဖိုးကြီးဦးနေဝင်းကြီးလေးတန်းကအနှင်းငယ်ပြော့သွားပါလေသူလိုချင်လဲငါကပေးမှာပါကွာဟုထပ်ပြောလိုက်ပါသေးတယ်သို့တော့နောက်ပါမြမကြခင်ပဲအဖိုးကြီးနဲ့ဒေါနီနီမင်းတို့ပြန်ပေါင်းထုတ်သွားကြပါတော့လေကျွန်တော်ပြောတာစောသွားပါတယ်ပထမရင်သို့တော့ဒေါနီနီမင်းနဲ့ကွဲကွာသွားကြပြီနောက်အဖိုးကြီး ဘူဂျုံနေဝင်းကရတနာနတ်မန်နဲ့ထပ်မံရေးလက်ထပ်ပြန်มาလီတော့တယ်ဘူဂျုံနေဝင်းနဲ့ရတနာနတ်မေတို့လက်ထပ်ကြတဲ့အခါကျွန်တော်ကတက်မတော်မှာမရှိတော့ပါဘူးမဟာစီသာသနာရိပ်သာမှာရဟန်းအဝတ်နေတဲ့အချိန်ဖြစ်ပါတယ်သို့တော်ဥနေဝင်းကရတနာနတ်မေတို့အိမ်တော်သက်လဲစိတ်မကြလိုက်ပါဘူးစလေဝင်အိုးဖင်မမဲခင်ကကွဲဆိုသလို အချိန်တန်ကြာပေါင်းသိင်းကြပြီးခွဲကြပြဲမှာတော့လေရတနာနတ်မယ်နဲ့ဥနေဝင်တို့ခွဲသွားပြီးမှသာ နောက်တစ်ခါဒေါနီနီမြင့်နဲ့ဥနေဝင် ပြန်ပေါင်းထုတ်ကြခြင်းဖြစ်ပါတယ်နောက်ပတ်များမှာလည်းဆက်လက် တင်ပြသွားမှာမို့ စောင့်မျှော်နှားဆင်ကြပါအောင်ခင်ဗျာနှားဆင်ပေးခဲ့တဲ့အတွက်ညီကောင်မောင်နှမများအားလုံးကိုကျေးဇူးတင်ပါတယ်